မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့စက်တဘာလ17ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့အကြမ်းဖက်စစ်တပ်စစ်ကြောင်းများဟာ BGF ကိုစစ်ခွေးလောက်ခံကရင်နယ်ကြားဆောင်တပ်ဖွဲ့များရဲ့ကုညီထောက်ပံ့မှုများနဲ့ကော့ဂရိတ်မြောက်ပိုင်းလမ်းပိုင်းကိုအခုရက်ပိုင်းအတွင်းမှာထိုးဖောက်လာနိုင်ခဲ့ပြီးတော့အခုလိုထိုးဖောက်လာတဲ့စစ်တပ်စစ်ကြောင်းများကိုဦးစီးနေတဲ့သူဟာဗျူဟာမူဘုံမူကြီးတူရဝနလိုင်ခေါ်စစ်တပ်ဝါရဖြန့်ဇန်ညွန်ရေးသားသူ မျိုးမြင့်ရန်အောင်ဖြစ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အမေရိကန်ကနိုင်ငံဖြတ်ကျော်ရာဇဝတ်အဖွဲ့အစည်းအဖြစ်နဲ့သတ်မှတ်ထားတဲ့ BGF ခေါ် KNA ကဗိုလ်မှူးကြီးစောချစ်သူရဲ့ကုညီမှုများနဲ့ဗိုလ်မှူးကြီးသူရဝနလိုင်ဦးစီးတဲ့စစ်ခွေးစစ်ကြောင်းများကဩဂတ်လနှောင်းပိုင်းနဲ့စက်တမလာဇန်ပိုင်းတွေမှာအာရှလမ်းပိုင်းကိုထိုးဖောက်ဝင်ရောက်လာခဲ့တော့လေဘူဟာမူဗိုလ်မှူးကြီးသူရဝနလိုင်ဟာတော့ မထေမရှားနဲ့ပုံရှုပ်ွယ်ရှိုးတာနေထိုင်နေတယ်လို့သိရပါတယ်။2024ခုနှစ်နိုဝင်ဘာလ25ရက်နေ့မှာအကြမ်းဖက်စစ်ခွေးခေါင်းဆောင်မင်းအောင်လှိုင်ကဘုံမူကြီးဝဏ္ဏလိုင်းကိုသူရဘွဲ့ပေးအပ်ခဲ့ပြီးတော့သူရဘွဲ့ပေးအပ်ရတဲ့အကြောင်းရင်းဟာလဲကရင်ပြည်နယ်တန်ဖြူစည်ရနဲ့ဖျားသုံးစုကြားမှာရှိတဲ့အနန်းကွင်းတပ်စခန်းအထိုင်ဘူဟာစခန်းကို KNL ဥဆောင်တဲ့ပူပေါင်းတပ်များရဲ့လက်ထဲကိုမကြောက်စေရန်ကာကွယ်ပေးမှုနဲ့သူရဘွဲ့ချီးမြှင့်ပေးခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ဘုံမူကြီးဝဏ္ဏလိုင်းဟာ ကရင်ပြည်နယ်မှာပင်အခြေချလှုပ်ရှားနေတဲ့စစ်ခွေးတပ်ရဲ့ရရှိချေးတို့ဖြစ်ပြီးတော့ကရင်လက်နက်ကိုင်အဖွဲ့များအကြောင်းကိုကောင်းမွန်စွာသိရှိသူဆိုပြီးတော့နာမည်ကြီးတယ်လို့ပြောပါတယ်သူကကရင်ခွင်မှာလှုပ်ရှားနေတော့လဲ ၎င်းရဲ့လုံခြုံရေးနဲ့မိသားစုရဲ့လုံခြုံရေးအတွက်အမြဲလိုလိုစိုးရင်ပူပန်တက်တဲ့သူဖြစ်တဲ့အတွက်မိသားစုနဲ့သူ့ရဲ့အကြောင်းကိုတိုးတိုးတိတ်တိတ်နေထိုင်လေ့ရှိတယ်လို့သိရပါတယ်။အထူးသဖြင့်ပြပကနေပြီးတော့သူ့အကြောင်းမသိစေရန်တွာလာလှုပ်ရှားနေထိုင်တယ်လို့သိရပါတယ်။အနေထိုင်တိုးတိတ်ပြီးတော့၎င်းရဲ့ဓာတ်ပုံများကိုလည်းပြပပေါက်ကြားမှာကိုစိုးရင်ပြီးနာမည်အရင်းနဲ့တောင်မှဆိုရှယ်မီဒီယာကိုမသုံးဘူးလို့ပြောပါတယ်။ဘိုးမူကြီးဝဏလိုင်ရဲ့နောက်ထပ်ထူးချွန်တဲ့အလုပ်တစ်ခုကတော့ဝါရဖြန့်တဲ့အလုပ်ဖြစ်ပြီးတော့စစ်ခွေးတက်ရဲ့ဝါရဖြန့်ဇန်ညွန်ရေးသားသူလည်းဖြစ်တယ်လို့သိရပါတယ်။ စစ်ခွေးတိုက်ရဲ့ဝါရဖြန့်ဇက်ကားတွေဖြစ်တဲ့တက်ရှိစီယုံစောင်းနေလေးတစ်ထည်ဇက်ကားများကိုအဓိကဇန်ညောရေးသားသူဟာဘုံမူကြီးဝဏ္ဏလိုင်တစ်ဖြစ်လေဇန်ညောရေးသူ မျိုးမြင့်ရန်တော်ဖြစ်တယ်လို့သိရပါတယ်ဘုံမူကြီးဝဏ္ဏလိုင်ခေါ်စစ်ခွေးတိုက်ရဲ့ဝါရဖြန့်နဲ့ဇန်ညောရေးသားသူမျိုးမြင့်ရန်တော်ဟာဒေါအောင်ဆန်းစုကြည်ကိုလူမှုကွန်ရက်ပေါ်မှာဆဲဆို ပုတ်ခတ်လိရှိပြီးတော့သူ့ရဲ့မိန်းမဟာလဲကြံ့ဖို့ပါတီဝင်အမကန်ဖြစ်တယ်လို့သိရပါတယ်အာရှလန်ကိုထိုးပေါက်ပြီးတဲ့နောက်စစ်ခွေးတက်ကပြန်လဲအနိုင်ရတဲ့ပုံစံမျိုးနဲ့အတန်ပြန်ထွက်လာတဲ့ဘုံမူကြီးဝဏ္ဏလိုင်ဟာ လာမဲ့စစ်ခွေးတိုက်ရဲ့နှစ်ပတ်လည်နေများအတွက်ဝါရဖြန့်တဲ့ဇန်ညုံးများကိုထမှန်ရေးသားရဲနဲ့လုံခြံခံရမှာကိုစိုးရိမ်နေတဲ့အတွက်တိုးတိုးတိတ်တိတ်ပဲဆက်လက်နေထိုင်နေကြောင်းသတင်းရရှိပါရယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တောင်းတမတော် TNL ထိန်းချုပ်ထားတဲ့ကြောင်မဲမြို့ကိုဥတည်ပြီးတော့ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့စစ်ခွေးတပ်ဟာ ခိုက်တုံဟုံရွာအနီးထီကိုရောက်ရှိလာပြီးတော့တိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စစ်ကောင်စီဘက်ကဇက်တိုက်ကိုထိုးစစ်ဆင်နေတာအခုကခိုက်တုံဟုံရွာအနီးနားထီကိုရောက်လာတယ်။ရွာထဲတော့မရောက်သေးဘူး။တိုက်ပွဲတွေကတော့ဆက်ဖြစ်နေပါတယ်လို့ ဒေသခံတို့ကအတည်ပြုပြောကြားထားပါတယ်။စစ်ခွေးစစ်ကြောင်းဟာနောင်ပိန်နဲ့ပင်တိန်ကျေးရွာကိုကျော်လာပြီးတော့ခိုက်တုံဟုံးရွာအနီးအနားအထိကိုရောက်ရှိလာတာကြောင့်လက်ရှိတိုက်ပွဲပြင်းထန်နေတဲ့နေရာနဲ့ကြောင်မဲမြို့ဟာစေမိုင်းဝင်းကျင်သာကွာဝေးတယ်လို့သိရပါတယ်။ကြောင်မဲမြို့နယ်တိုက်ပွဲမှာစစ်ရင်အားတွေအများပြားအုံပြုတ်ပြီးတော့ထိုးစစ်ဆင်နေသလို drone နဲ့တိုက်ခိုက်မှုတွေကိုလည်းအဓိကအုံပြုတ်ပြီးတိုက်ခိုက်နေတယ်လို့ရှေ့တန်းစစ်မြေပြင်ကသတင်းရင်းမြစ်ကပြောပြထားပါတယ်။ပြီးခဲ့တဲ့ဩဂတ်လ19ရက်နေ့ကစပြီးတော့စစ်ခွေးတပ်ဟာနောင်ချိုဘက်နဲ့ဂုတ်ထိတ်ချောင်းကိုဖျက်ပြီးတော့ SSPP ထိန်းချုပ်ထားတဲ့နောင်ပိန်ရွာအနီးခန်းတမင်ရွာကနေနောင်ပိန်ကျေးရွာဘက်ကိုထိုးစစ်ဆင်လာတယ်လို့သိရပါဗျ။စစ်ကောင်စီရဲ့ထိုးစစ်ကြောင့်တိုက်ပွဲပြင်းထန်နေတာသုံးပတ်ကျော်ကြာရှိလာပြီဖြစ်ပြီးတောင်းတပ် DNL ဘက်ကလည်းအပြင်းထန်ခုခံနေစေဖြစ်ကကြောင်မဲမြို့ကိုစစ်တပ်ပြန်ရခဲ့ရင်ဒီဘောမြို့နယ်ဘက်ကိုလည်းဆက်လက်ပြီးတော့ဥတီလာနိုင်တယ်လို့သုံးသပ်မှုတွေရှိနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးမြို့မှာအကြမ်းဖက်စစ်ခွေးများနဲ့ပြူစောတိများကလိုင်စင်မဲ့ကားတွေနဲ့လမ်းကြိုးလမ်းကြပါမကြမ်းပေါ်တာဆွဲမုံများကိုခတ်ဆိတ်ဆိတ်လုံဆောင်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မန္တလေးမှာပေါ်တာဆွဲဖမ်းဆီးရမှာ Toyota Mac 299 Toyota Crown Toyota Shwe 9 Mac 2 Toyota Alphard တိုတာကလူကအပါဝင်အစရှိတဲ့အင်စည်းကားများကိုစတစ်ကာမှန်အမဲများကတ်ခြင်းကားနံပါတ်ပြားများကိုမျိုးစုံအသုံးပြုပြီးပေါ်တာဆွဲနေတယ်လို့သိရပါတယ်။စစ်ခွေးနဲ့ပြူခွေးတွေအသုံးများနေတဲ့ကားတွေကတော့ကားမော်ဒယ်အခေယာနံပါတ်မကန့်ညီခြင်းနံပါတ်ပြားများမှာ MDY နဲ့အခေယာနံပါတ်သာပါပြီးကားညာနာကထုတ်ပေးထားတဲ့တရားဝင်နံပါတ်ပြားတွေလိုမျိုးအောက်ခြေမှာကားမျိုးစားမပါဝင်ဘူးလို့သိရပါတယ်။နေရောညပါလိုင်စင်မဲ့ကားတွေနဲ့လမ်းကြိုလမ်းကြပါမကြမ်းလှဲ့ပတ်ပြီးတော့လူတွေကိုပေါ်တာဆွဲနေတာအရန်ကိုစိတ်လာပါတယ် ိုတိုင်မျက်စိရှိမှမြင်တွေ့ခဲ့ရတာပါ လူငယ်တွေကိုတွေ့ရင်ဆွဲတင်သွားတာပဲအရဝတ်တွေနဲ့လက်နက်တွေကင်ထားတယ်လို့ဒေသခံပြည်သူတို့ကအတည်ပြုပြောကြားထားပါတယ်အကြမ်းဖက်စစ်ခွေးများနဲ့ပြူစောထီးများဟာအရွယ်ကောင်လူငယ်လူရယ်များကိုအဓိကရွေးပြီးတော့ပေါ်တာဆွဲနေခြင်းဖြစ်ပြီးတော့ဖမ်းဆီးခါတဲ့လူငယ်များကိုစစ်မှုထမ်းလိုအပ်ချက်များပြားနေတဲ့နေရာများကိုရောင်းစားခြင်းအလဲအထက်လုပ်ခြင်းပတ်စံနဲ့ပြန်ရွေးခိုင်းခြင်းများနဲ့ငွေရှာခြင်းများကိုလှုပ်ဆောင်နေကြောင်းကိုတိုင်ဖမ်းဆီးခံရပြီးတော့ပြန်လွတ်လာတဲ့သူနဲ့စစ်မှုထမ်းနဲ့နှိစက်သူများထံကသိရပါတယ်။ဒါ့အပြင်မန္တလေးမြို့ပသိမ်ကြီးမြို့နယ်အတွင်းရက်ွက်ကျေးရွာများမှာအသက် ချက်နဲ့ပြေးပြီးတဲ့သူတွေအားလုံးစစ်မှုထမ်းရန်စေးစေးရမှာဖြစ်ပြီးတော့စစ်ခေါ်စားနဲ့ခေါ်လို့မလာပါကမြင်တွေ့တဲ့နေရာမှာတင်ဖမ်းဆီးသွားမှာဖြစ်တယ်လို့ပြောဆိုထားပါတယ်။စစ်ခေါ်စားပေးပို့ပြီးတော့မလာတဲ့လူငယ်များဟာစစ်ပြေးများဖြစ်ပြီးတော့မြည်သည့်နေရာမှာမဆိုအကြမ်းဖက်ဖမ်းဆီးခံရမယ်လို့မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကချင်းချောက်စာများကိုပို့လာတယ်လို့ဒေသခံပြည်သူများကပြောပါတယ်။ အခုပို့တဲ့စာကစစ်မှုထမ်းဖို့စရင်သွင်းနိုင်တဲ့စာမျိုးတော့မဟုတ်ဘူးစေးလာစစ်ပါလာမစစ်ရင်အရေးဥခန်းရမယ်ဆိုတဲ့စာပါတယ်အုပ်ကြီးတွေကဗစက်ကနေပြီးတော့မလာရင်စစ်ပြေးဝရမ်းပြေးဖြစ်မယ်တွေးတဲ့နေရာမှာဖမ်းမယ်လို့ပြောတယ်အခုအချိန်တွေကတဖြည်းဖြည်းနဲ့ပို့ဆိုးလာတယ်လို့ပသိမ်ကြီးမြို့နယ်ကမိဘတအုပ်ကရှင်းပြထားပါတယ် ။အကြမ်းမဲ့စစ်ခွေးတက်ကအခုလအတွင်းမှာစစ်မှုထမ်းအပတ်စဉ်16ကိုဖွင့်လှစ်မှာဖြစ်ပြီးတော့စစ်မှုထမ်းအပတ်စဉ်တစ်ခုကိုလူငယ်အယောက်9000ကိုအတင်းအကျပ်ဖမ်းဆီးခြင်းပေါ်တာဆွဲခြင်းနဲ့စစ်ခေါ်ခြင်းများကိုလုံဆောင်လျက်ရှိကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းဖြူးမြုံနယ်မှာဘုံမှုဇုံမျိုးနောက်ရဲမှုထိုက်လင်းဥဆောင်တဲ့စစ်ခွေးတပ်နဲ့ပြူစောတိအဖွဲ့များကစစ်မှုတန်းအဖြစ်နဲ့ပေါ်တာဆွဲဖမ်းဆီးလျက်ရှိရာ15ရက်အတွင်းမှာလူငယ်အယောက်300ကျော်ဖမ်းဆီးခံလိုက်ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စစ်မှုရအပတ်စဉ်18ရက်အတွင်းဩဂတ်စ်လ28ရက်နေ့ကနေစက်တင်ဘာလ10ရက်နေ့အထိ ဖြူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်တင်ဘုံမှုဇော်မျိုးနောင်ဖြူမြို့နယ်ရဲတပ်ဖွဲ့မှုရဲမှုထိုက်လင်းတို့ကဥဆောင်တဲ့စစ်တပ်နဲ့ပြူစောတိအဖွဲ့များကနေ့စဉ်နေ့တိုင်းပေါ်တာဆွဲဖမ်းဆီးမှုများကိုလုံဆောင်နေတယ်လို့သိရပါတယ်ဖြူမြို့နယ်မှာနေရောညပါပေါ်တာဆွဲဖမ်းဆီးနေတဲ့အတော့နေ့စဉ်လူငယ်အယောက်20ကျော်ပေါ်တာဆွဲဖမ်းဆီးခံရပြီးတော့15ရက်အတွင်းမှာလူငယ်အယောက်300နီးပါးပေါ်တာဆွဲခံလိုက်ရတယ်လို့သိရပါတယ်ဖမ်းဆီးခံရတဲ့လူငယ်များကို ပတ်စံတက်နိုင်မှာကတဦးကိုငွေကျပ်25သိန်းကနေ55သိန်းအထိတောင်းယူပြီးပြန်လည်လွှတ်ပေးလိုက်ပြီးတော့ငွေကြေးမတက်နိုင်တဲ့သူတွေကိုတော့စစ်မှုထမ်းတင်နန်းတွေကိုဓာတ်ရိုက်ပို့ဆောင်နေတယ်လို့သိရပါတယ်။ဖမ်းဆီးခိုင်းတဲ့သူတွေထဲမှာဖြူမြုပ်ကလူငယ်တွေပါဝင်တယ်လို့အခြားမြို့နယ်များကခရီးသွားတဲ့လူငယ်တွေလည်းပါဝင်တယ်လို့သိရပါတယ်။ဖြူမြုပ်ပေါ်ရက်ွက်တွေနဲ့မြို့အဝင်ထွက်တွေမှာစစ်မှုထမ်းတွေအလုံးကြုံကိုဖမ်းဆီးနေတာဖြူမြုပ်ပေါ်မှာပြည်သူလူထုတွေအလုံးကိုဒုက္ခရောက်နေရပါတယ်။အရင်ကဆိုရင် အပတ်စဉ်အတွက် လူလိုတဲ့အချိန်ကာလတခုပဲဖမ်းမိမယ်အခုကတော့နေတိုင်းလိုလိုကားသုံးစီးနဲ့ဖြန့်ကျက်ပြီးတော့လိုက်ဖမ်းနေတာလွတ်လွတ်လပ်လပ်စားနေစားသမားတွေအလွန်ဒုက္ခရောက်နေရတယ်လို့လူငယ်တွေကိုဖမ်းမိရင်လည်းအ ਨੇ စုံ25သိန်းကနေပြီးတော့55သိန်းအထိပေးပြီးတော့ပြန်ရွေးယူနေရပါတယ်မရွေးနိုင်တဲ့သူတွေကတော့တောင်ကိုနှဆောင်ပြန်စစ်တပ်ကဖမ်းဆီးသူများကိုစုဆောင်းတဲ့နေရာကိုပို့ဆောင်လိုက်တယ်လို့သိရပါတယ်တကယ်တော့ဖြူးမြို့မှာဖြစ်နေတာလူပြန်မေးဆွဲတဲ့ပုံစံမျိုးဖြစ်နေတာလို့ဒေသခံပြည်သူတို့ကရှင်းပြထားပါတယ် ်ပြုမြုံနယ်အတွင်းပေါ်တာဆွဲဖမ်းဆီးခံရတဲ့လူငယ်များကိုပတ်စံနဲ့ပြန်လည်ရွေးယူထုတ်ပေးရမှာရရှိတဲ့အကျိုးမြတ်ကိုမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ကဘုံမူးဇော်မျိုးနောင်ကအဓိကဦးစီးခွဲဝေပေးပြီးတော့အစင်းစင်းငွေကြေးရရှိကြတယ်လို့သိရပါတယ်။အခုလိုပြန်ပေးဆွဲငွေကြေးတောင်းယူမှုများကိုလိုလိုလားလားလှုပ်ဆောင်မဲ့သူတွေကရက်ကွက်နဲ့ခြေရွာအုပ်ချုပ်ရေးမှုများအဖြစ်ဘုံမူးဇော်မျိုးနောင်ကခန့်အပ်နေတယ်လို့သိရပါတယ်။ ဒီကောင်လေးကလက်ရဲဆက်ရဲနဲ့မဟုတ်တာလုပ်တဲ့သူတွေကိုအုပ်ကြီးယာတို့ပေးတာဘာပညာမှမတတ်စာတလုံးမှမတတ်တဲ့သူတွေသူတို့ခိုင်းတာလုပ်တဲ့သူတွေကိုပဲခန့်ထားပေးတာပါဥပမာခန်းကုန်းအုပ်ကြီးဝင်းကျော်သူဈေးပိုင်းအုပ်ကြီးကိုပုဘူရာရောင်အုပ်ကြီးစာဘလောတို့ဆိုရင်ပြူစောတိလည်းဖြစ်တယ်အုပ်ကြီးတွေလည်းဖြစ်တယ်တကယ်ကိုလူငယ်တွေကိုဖမ်းဆီးငွေတောင်းပြီးတော့ပြန်ပေးဆွဲနေတဲ့ကောင်းနေဖမ်းလို့ရတဲ့လူငယ်တွေကိုထွေးအုပ်ရုံးမှာဖမ်းချုပ်ထားတယ်ဈေးပိုင်းအုပ်ကြီးကိုပုတက်ချက်ကြီးဝင်းနိုင် ကိုပြည့်တို့ကစစ်မှုထမ်းစီရင်ပြုစုတဲ့ပတ်စံနဲ့လာရွေးကိုင်းနဲ့ရတဲ့ငွေကိုဗိုလ်မှူးဇော်မျိုးနောင်ဖြူးညွတ်နဲ့ရဲတပ်ဖွဲ့မှုရဲမှုထိုက်လင်းတို့ကအဓိကယူတယ်ကျန်တာကိုတော့ ဖမ်းဆီးရေးလုပ်တဲ့ထွေအုပ်ယုံပြူစောတီပြည်သူစစ်တွေကိုခွဲပြီးတော့မျှဝေပေးတာပေါ့ဒီလိုမျိုးလူပြန်ပေးဆွဲငွေနဲ့ပြန်ရွေးတာဟာဘလောက်ထိစိုးဝါဖြန့်ကျက်နေတယ်လဲဆိုရင်ပွဲစားတွေပါပေါ်လာတဲ့အထည်ကိုအကျင့်ပြတ်ပြီးတော့ကျေပြတ်နေပါတယ်လက်လုံလက်စားရေးတန်းပို့တဲ့လူတော်လူငယ်တွေမရှိတော့ဘူးလို့ဒေသခံပြည်သူကရှင်းပြထားပါတယ်စစ်ခွေးတက်ကဖြူးမြွန်တဲ့အတွင်း PDF များဝင်ရောက်လာနိုင်တယ်ဆိုတဲ့ယူဆချက်နဲ့လုံခြုံရေးတင်းကျပ်မှုများအစင်းစစ်ခိုင်းမှုများအပါအဝင်နည်းမြေလုံခြုံရေးတင်းကျပ်ခိုင်းတာရာ ်ဖြူမြုံနယ်ကနယ်မြေခံစစ်တပ်ရဲပြူစောတီအုတ်ချုပ်ရေးမှုများအတွက်အခွင့်အရေးတစ်ခုလိုဖြစ်နေတယ်လို့သိရပါဗျာသူတို့ရဲ့အထက်ကတော့ဖြူမြုံနယ်ဟာအမဲရောင်နယ်မြေဖြစ်လို့လုံခြုံရေးတွေတင်းတင်းကြပ်ကြပ်လုပ်ဖို့ညွှန်ကြားထားတာဖြူကတက်ရဲနဲ့ပြူစောတီတွေကတော့လုံစားခွင့်ကြီးကိုဖြစ်လို့ပေါ့လူငယ်တွေရှိရင်အိမ်မော်ထီကိုတက်ဖမ်းတယ်မိဘတွေလည်းစိတ်ဆင်းရဲနေကြတော့လူငယ်မှန်သမျှထိုင်းကိုအကုန်ထွက်ပြေးကြတော့တာပဲရှိတဲ့လူငယ်တွေလည်းတိုးတိုးတိတ်တိတ်နဲ့နေနေကြရတယ်လို့ဖြိုးမြုံနယ်ကကင်းထောက်လူငယ်ကရှင်းပြထားပါရယ် ဖြိုးမြော်နယ်ကပုံမှန်စစ်မှုထမ်းအပတ်စဉ်တစ်ခုအတွင်းလူငယ်အယောက်600နဲ့800ကျားစုဆောင်းထားပြီးတော့စစ်တပ်အတွက်လူသစ်စုဆောင်းပေးလျက်ရှိတယ်လို့ရရှိထားတဲ့စစ်မှုထမ်းပေးပို့မှုစည်းရင်းများအရသိရကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့စကိုင်းတိုင်းရင်းမာပင်မြို့နယ်နဘူးတော်ရွာမှာရှိတဲ့စစ်ပေးဆောင်ပြည်သူများကိုအကြမ်းဖက်စစ်တပ်ကလက်နက်ကြီးများနဲ့ပစ်ခတ်ခြင်းကြောင့်အမျိုးသမီးနှစ်ဦးသေဆုံးပြီးရှေးဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တင်ဘာလ9ရက်နေ့မှာဗန်ပွေးပြူစောတိရွာမှာအထိုင်ချထားတဲ့အကြမ်းဖက်စစ်ခွေးတပ်ကရင်းမာပင်မြို့နယ်နဘူးတော်ရွာကစစ်ပေးဆောင်ပြည်သူများနေထိုင်တဲ့တောဆက်ကိုလက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။ ်အကြမ်းဖက်စစ်တပ်ကပြစ်ခတ်တဲ့လက်နက်ကြီးထိမှန်ပြီးတော့စစ်ပေးဆောင်အမျိုးသမီးနှောက်ဦးပွဲချင်းပြီးတိုက်ဆုံကပြည်သူရှင်ဦးလက်ထိခဲ့တံရရှိခဲ့တယ်လို့သိရပြီးတံရတဲ့လူနှောက်ဦးဟာဒဏ်ရာအခြေအနေပြင်းထန်တယ်လို့ပြောပါတယ်ဒါအပြင်ဗန်ပွဲပြူစောတိရွာမှာအထိုင်ချတက်ဆွဲထားတဲ့အကြမ်းဖက်စစ်ခွေးစစ်ကြောင်းကလည်းနဘူးတော်ရွာကိုဝင်ရောက်စီးနှင်ခဲ့ပြီးတော့ပြည်သူများကိုဖမ်းဆီးကာနေအိမ်များအတွင်းမှာရှိတဲ့ပစ္စည်းများကိုစစ်ကားပေါ်ကိုတင်ခိုင်းခဲ့တယ်လို့သိရပါတယ်အဲ့ဒီနောက်စစ်ကြောင်းဟာဗန်ပွဲပြူစောတိရွာကိုပြန်လည်ဆုတ်ခွာသွားတယ်လို့သိရပါတယ်ဗန်ပွဲရွာကစစ်ခွေးတွေက စက်တင်ဘာလ9ရက်နေ့ညအုပ်ပိုင်းမှာ နဘူးတော်ရွာကိုလက်နက်ငယ်တွေနဲ့ပြစ်ခတ်ပြီးတော့ဝင်းရောက်စီးနှင်းကလူငယ်တအုပ်ရဲ့တင်မားကိုကြည်စံထိမှန်သွားပါတယ်ပြီးတော့ရွာတွေကပြည်သူတွေကိုချောဆွဲပြီးပြည်သူပိုင်းပြည်စည်းတွေကိုစစ်ခွေးတွေရဲ့ကားပေါ်ကိုတင်ခိုင်းတယ်အဲ့ဒီလိုတင်သွားပြီးတော့စစ်ခွေးစစ်ကြောင်းကဗန်ဘွေးရွာကိုပြန်ဆုတ်သွားတယ်စစ်ခွေးတွေပြန်ဆုတ်သွားပြီးတဲ့နောက်မှာဗန်ဘွေးရွာကနေပြီးတော့လက်နက်ကြီးတွေနဲ့လှမ်းပစ်လို့စစ်ဘေးရှောင်နေတဲ့ပြည်သူတွေနေတယ်တောဆက်ကိုလက်နက်ကြီးကြီးကြက်ရောက်ပောက်ကွဲပြီးအမျိုးသမီးနှစ်ဦးပွဲချင်းပြီးတိတ်ဆုံးပါတယ်ရှေးဦးထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ် အဲ့ဒီအကြမ်းတ်စစ်ခွေးစစ်ကြောင်းဟာဩဂတ်စ်လ16ရက်နေ့ကစတင်ပြီးတော့ဗန်ပွေးပြူစောတီကြေးရွာမှာတပ်ဆွဲထားခြင်းဖြစ်ပြီးအနီးအနားမှာရှိတဲ့ကြေးရွာများကိုစစ်ကြောင်းထုတ်ဝင်ရောက်စီးနှင်နေခြင်းနေအိမ်များကိုမိရှုဖျက်ဆီးခြင်းများကိုလှုပ်ဆောင်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွာ Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ မြန်မာနိုင်ငံသူနိုင်ငံသားများအလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်ဆက်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ